ဖရေရှင်မရှင်များအားလုံးမင်္ဂလာပါရှင်။နာမည်တရင်၅လ25 6ချိန်မြောက်အတွက်ဒီကနေ့ကတော့ထိပ်စီပေါ့နော်။ဟောထိပ်စီလေးပါနော်။ထိပ်စီလေးကိုထွက်ပြပေးသွားပါမယ်။ဒါဆိုရင်ဒီမှာရှိတဲ့ငါပေါ့နော်။ မှာရှိတဲ့၅ပါး၅ပါးဘယ်ကနန်းပေါင်းပါလဲဆိုတော့ချက်ကြည့်မယ်နော်ဒီမှာရှိတဲ့6 9 3ညာဆိုပြီးတော့၃လုံးပေါင်းပါမယ်နော်6နဲ့9နဲ့ပေါင်းတော့9 9ရဲ့3ညာရဲ့ပေါင်းတော့လေ9 9ညညာချင်း9ဆိုပြီးတော့ရတာတယ်နော်ဒါဆိုရင်နောက်ထပ်တစ်ပင်ကိုစက်သွားမယ်။နည်းနည်းတရေဒီမှာရှိတဲ့တက်ပါเนาะ။တက်ကဆိုရင်ခုနတိုင်းဆိုရင်ဒီမှာနဲရှဲ့ ရှက်ဟုတ်ပြီနော်နည်းနည်းရှက်နဲ့ပေါင်းတော့300 300နဲ့ရှက်နဲ့ပေါင်းတော့ပေါင်းချင်းရှက်ဆိုတဲ့အကြောင်းမို့လို့တည့်ရဲ့နက်ခတ်ရှက်ဆိုပြီးတော့ရတာတယ်နော်ဒါဆိုရင်ဒီကဆက်သွားမယ်ဒီမှာရှိတာကကိုကိုကဆိုရင်ဒီမှာရှိတယ်300ခွန် ခွန်ဆိုတဲ့အတွက်ကြောင့်မို့လို့သုံးညနဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်နဲ့ခွန်နဲ့ပေါင်းတော့၄ကိုရဲ့ပါဝါ၄ဆိုပြီးတော့ရတာပါတယ်เนาะဒါဆိုရင်ဆက်သွားမယ်ဒီကဒီမှာရှိတာကခွန်ပါเนาะဒီမှာခွန်ရှက်ငါခွန်ရဲ့ရှက်ရဲ့ပေါင်းတော့ငါ၅ငါနဲ့ငါနဲ့ပေါင်းတော့၃ညခွန်နဲ့နတ်က၃ညဆိုပြီးတော့ရတာတယ်เนาะ အဲ့ဆိုရင်ဆက်သွားရအောင်ဒီမှာရှိတာခွန်ပေါ့နော်ဒီမှာရှိတဲ့ရှေ့ရင်နေရဲ့ဟုတ်ပြီနော်ဒီမှာလာမယ်ထိတ်စည်းတစ်လုံးရေပေါ့နော်ဒါဆိုရင်၃လုံးပေါင်းပါမယ်ဟုတ်ပြီနော်၃လုံးပေါင်းရင်အပေါ်ကမူတိုင်းရှိမယ်ဆိုရင် equal နဲ့ကတော့ပါเนาะအဲ့ဒါညီမတို့ unit ရအတိုင်းနဲ့ဒီမှာရထားတဲ့ခုနှစ်ကို equal power နဲ့ကယူပါမယ်เนาะအဲ့တော့ခုနှစ်ညီမြချင်းခုနှစ်ပါเนาะခုနှစ်ရဲ့ power နဲ့ပါခုနှစ်ရဲ့နက်ကကြတော့3ညဟုတ်ပြီเนาะဒီမှာ3လုံးပေါင်းမယ်ဆိုရင်ခုဖြစ်ကမယ်နှစ်ဖြစ်ကမယ်3ညဖြစ်ကမယ်ပေါ့เนาะဒါဆိုလို့ရှိရင်ခဏလေးကိုအစားသွင်းမယ်เนาะ နန်းလေးကိုအစားသွင်းပါမယ်ဒီမှာနှလုံးပေါင်းတာရှင်းနေနေနှလုံးပေါင်းတာ၃ညနော်နောက်ကနန်းအနေနဲ့ပေါင်းမယ်ဆိုရင်ခုနှစ်လိုချင်တဲ့အတွက်ကြောင့်မို့လို့၃ညဆိုတော့ခုနှစ်ထည့်မယ်ပေါင်းချင်းခုနှစ်ရမယ်နှလုံးပေါင်းတာ၃ညနှစ်လိုချင်တဲ့အတွက်ကြောင့်မို့လို့နှစ်ထည့်မယ်ပေါင်းချင်းဒီမှာနှစ်ရမယ်နော်ပေါင်းချင်းက၃ညနောက်တစ်လုံးနဲ့ပေါင်းရင်၃ညပဲဆိုတော့ကြောင့်မို့လို့၃ညထည့်မယ်ဒီမှာပေါင်းချင်း၃ညရလာမယ်ပေါ့နော်ဒါဆိုရင်ရေးစရာနေရာမရှိတော့မရေးတော့ဘူးနော်ဒါမဲ့ပတ်တော့ပေါ့နော်ရှာထားတဲ့ထိပ်စီ၃လုံးကတော့ခွန်ရည်နှစ် ည့်ရက်၊၃ညရက်ဆိုပြီးတော့သုံးလုံးရှာတွေ့ထားတယ်နော်။ဒါကတော့မရှာရတာကိုရှာပြခြင်းဖြစ်ပါတယ်နော်။ဘိုးတို့မတော်ကြိုက်တူမဲ့တဲ့သမဲဆိုလိုက်ပြီးတော့ကစားကြပါ။အားလုံးပဲလာမယ့်ပတ်မှာတော့အဆင်ပြေကံကောင်းကြပါစေလို့ညီအစ်ကိုလည်းဆုတောင်းပေးလိုက်ပါရရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။